Hello အားလုံးဝမင်္ဂလာပါ United Show ကနေယူဆိုပါတယ်ဆိုတော့ဒီနေ့ညပိုင်းမှာဆိုလို့ရှိရင် Stella နဲ့ပတ်သက်တဲ့အပြောင်းရွှေ့အကြောင်းကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါ Manchester United က Queen Lady အစားထိုးဖို့လိုအပ်နေပြီးတော့ဇန်နဝါရီအပြောင်းရွှေ့ကလည်းဖြည်းဖြည်းချင်းနှီးလာပြီဆိုတော့ဗောနော် Queen Lady နဲ့ပတ်သက်တဲ့သတင်းတွေတောက်လျှောက်ကျွန်တော်တက်လာပါတယ်ဆိုတော့ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ Angelo Stella နဲ့ပတ်သက်ပြီးတော့ဗောနော်ဆိုတော့ဒါနဲ့ကျွန်တော်ဒီနေ့ညကဒါဂျာလာပရီနီဆိုတဲ့အတွက်ထုံးစံတိုင်းပဲကျွန်တော်တို့ဒါ မန်နေဂျာ live ရှိတယ်ပေါ့လေနော်ဒီဟာပြီးပြီဆိုတော့ねကျွန်တော်တို့နိုင်ဝဲ45မိနစ်အတော်တွင်မှာကျွန်တော် live သွားကြမယ်ပါလို့လည်းကျွန်တော်ထင်းစားအောင်မယ်ဆရာကြီးနော်အဲ့ဒါပြီးဆိုတော့ねကျွန်တော်တို့မန်နေဂျာ game ကျွန်တော် live သွားပါမယ်လာပြီးတော့ join ရအောင်မျောလိမ့်ပါတယ် enjoy football channel မှာပါဆိုတော့မင်္ဂလာပါဆိုတော့ stellar နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်လက်ရှိရထားတဲ့တည်င်းကဒီ talk sport ကနေပြီးတော့ပြောထားတာပေါ့နော် jacobs ban ကပြောထားလေးဆိုတော့ ။အဲနောက်ထပ်ပေါ့နော် Manchester United နဲ့ပတ်သက်လို့သတင်းထွက်နေတဲ့ကစားသမားတွေထဲမှာ Stuttgart ကွင်းလင်ကစားသမားဖြစ်တဲ့ Germany လက်ရွေးစင် Angelo Stella ကလည်း United ရဲ့ပေါ့နော်အဓိကပြစ်မှတ်တီထဲမှာအမြင့်ဆုံးနေရာကိုယူထားတဲ့ကစားသမားတယောက်ဖြစ်တယ်ပေါ့။အသင်းရဲ့အဓိကအရေးကြီးတဲ့ဒါရိုက်တာနှစ်ယောက်ဖြစ်တဲ့ Christopher Vivier ရဲ့ကျွန်တော် Jason Wilcox တို့က ဒီကစားမဖြစ်သူကိုတော်တော်ကိုသဘောကျတဲ့သူတွေဖြစ်တယ်ပေါ့နော်ဆိုတော့ကြာတော့ဒီမှာဆိုလို့ရှိရင်ကျတို့ Stella ကလည်း Manchester United ရဲ့ Queen Lee option နေထဲမှာအတိအကပါနေတယ်ဒီနေရာမှာဇန်နဝါရီအပြောင်းရွှေ့ဖြစ်မလားနွေရာသီအပြောင်းရွှေ့ဖြစ်မလားဆိုတာ ਨੇ ပတ်သက်လို့တော့သူကလုံးဝ confirm လုပ်မထားဘူးဒီ report တွေထဲမှာပေါ့နော်ကျတို့ဟိုငွေကြေးတန်း60-90လောက်ကုန်နိုင်မဲ့ကစားသမားတွေဆိုလို့ရှိရင်ဇန်နဝါရီမှာကျွန်တော်တို့တိတ်မျောလင့်ထားလို့မရဘူး ါပါတော့အငှားနဲ့အရင်ခေါ်မယ်အပြစ်သက်ဝယ်ခွင့်ရမယ်ဟိဆိုတဲ့ကစားမားတွေဆိုလို့ရှိရင်ကျွန်တော်မျှော်လင့်လို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ဗောနော်တည်တဲ့အငှားနဲ့ကစားမားတွေကိုပဲကျွန်တော်မျှော်လင့်ရမယ်ဒါမှမဟုတ်တန်း30လောက်ရှိတဲ့ကစားမားတွေကိုပဲဇန်နဝါရီမှာမျှော်လင့်ရမယ်။တန်း60 80 80ဝန်းကျင်တဲ့ကစားမားတွေကိုဇန်နဝါရီမှာကျွန်တော်တို့မျှော်လင့်လို့ရမှာမဟုတ်ဘူးပေါ့နော်။အကြောင်းရင်းကနှစ်ချက်ရှိတယ်။ကိုတင်းရဲ့ဘက်ကဇန်နဝါရီမှာအဲ့တလောက်ထိငွေသုံးမလားဆိုတာမသိကြတာရဲ့။သူတို့လက်ရှိကစားနေတဲ့သူတို့ရဲ့မိခင်အသင်းတွေရဲ့ဘက်ကကစားမားတွေကိုပေါ့နော် ဇန်နဝါရီကာလလူမျိုးရာသီဝက်ကြီးကိုသူတို့လက်လွတ်တယ်ဆိုရင်သူတို့အနေနဲ့ပြန်အစားထိုးမှုတွေဘာတွေသူတို့ပြန်ကြည့်ရတော့မှာအဲ့တော့မလွယ်ဘူးပေါ့အဲ့ဒီတော့ဟိုတန်ကြီးကလည်းနင်းနေနေသူတို့လက်လွတ်မှာမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင် Manchester United ရဲ့ကျွန်တော်ဒီဟိုကွင်းလယ်ပြစ်မှတ်ဒီကပေါ့နော်တန်ကြီးများတဲ့ကစားမတွေဖြစ်ချင်မှဖြစ်မယ်ဇန်နဝါရီမှာအဲ့ဒီတော့ဒီကြတာတကူကကျွန်တော်ဇန်နဝါရီပြောင်းရွှေ့မှာ Stella တို့ဘာလို့ဖြစ်နိုင်ပါမလားပေါ့။ဘာပဲပြောပြောကျွန်တော်ကတော့တော်တော်ဝမ်းသာတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်သိကြရတဲ့ကစားမလေးပေါ့နော်။ Stella ကိုကျွန်တော် imminent သဘောကျတဲ့နေရာမှာပါတယ်။ ကွင်းလေကိုကျွန်တော်အနေနဲ့ပေါ့နော်မိန်နူရုနဲ့တူတူတွဲကစားလို့ရတဲ့ကစားမတွေမှာပါတယ်။ဒါပေမဲ့လို့အမ်မိုရင်သွားကျင်တဲ့ပုံစံနဲ့ဆိုလို့ရှိရင်တော့နည်းနည်းပြဿနာတက်ကောင်းတက်မယ်ပေါ့ဗျာ။ပါလို့အမ်မိုရင်သွားကျင်တာကလောင်ဘော်ဒီပြီးနိုင်မယ်ပြီးလို့ရှိရင် physical အရင်ကောင်းနေเนาะအမြင်ဘော်ဒီကောင်းခုံတိုင်မယ်သိတယ်မလားခန်းစစ်ကိုအရင်ကူမယ်ဒါမျိုးကိုသူလိုချင်တာကျွန်တော်တို့ကကြတော့ကွင်းလေကနေပြီးတော့ပြိုင်ဘက်ကိုထိန်းချုပ်ကစားတာမျိုးကိုမြင်ချင်တာအဲ့လိုဆိုလို့ရှိရင် Ilya Anderson တို့လက်ရှိမှာ Stella တို့ကအရင်ကောင်းနေ option ကြီးပေါ့နော် အဲဒါပေမဲ့လေကျွန်တော်အနေနဲ့ Ilio Anderson ကတော့လက်ရှိဘယ်လိုနီးပြမျိုးရဲ့ပုံစံမှာပဲဖြစ်ဖြစ်အန်ဝင်ခွင့်ကြဖြစ်နေတဲ့ကစားမှာပေါ့လေ Stella ကတော့သူ့အနေနဲ့ပေါ့နော် Tackle Stella သူကောင်းကောင်းလုပ်နိုင်တယ် Physical ရတော့သူနည်းနည်းတေးကောင်းသေးလိမ့်မယ်ပေါ့နော်အဲဒါပေမဲ့လေသူ့ခြေစွမ်းကတော်တော်လေးကိုကောင်းနေတယ်မှာပါတယ်ဆိုတော့ Stella ကလက်ရှိကျွန်တော်တို့ဒီ Stugan နဲ့ကတော့2028ခုနှစ်ကျွန်တော်တို့က6လပိုင်းကုန်ထီတက်တန်းရှိတဲ့ကစားမှာတယောက်ကျွန်တော်ဖြစ်တယ်ပေါ့နော် ဂျာမနီလက်ရွေးစင်လည်းကျွန်တော်ဖြစ်တယ်နော်ဂျာမနီလက်ရွေးစင်လည်းကျွန်တော်ဖြစ်ပြီးတော့အသက်အရွယ်ကလည်းကျွန်တော်လက်ရှိမှာ24နှစ်ဆိုတဲ့ခါကျတော့အကောင်းဆုံးအချိန်ကြီးလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်ဂျာမနီမှာဆိုလို့ရှိရင်ကျွန်တော်နောက်ပိုင်းမှာ အဲပက်ဖလိုဘီချ်တို့ပေါ့နော်လူငယ်လေးပက်ဖလိုဘီချ်တို့ကင်မစ်တို့နဲ့တူကွင်းလယ်ကိုကျွန်တော်နေနဲ့အမှန်ကန်နေရာရနေတဲ့ကစားမတယောက်ကျွန်တော်ဖြစ်နေပြီပေါ့နော်ဂျာမန်မြေမာတဲ့သူကလက်ပတ်လာတာပါထားပါတော့ဘိုင်ယန်မြူနစ်အကယ်ဒမီလူငယ်အသင်းတို့နော်အယူ19တို့ဘာတို့ကနေပြီးတော့ကျွန်တော်ဒါဟော့ဖန်ဟိန်းတို့ပြီးလို့ရှိရင်ကျွန်တော်စတူကက်တို့လက်ရှိမှာကစားနေတာဈေးကွက်တန်ကြီးရဆိုလို့ရှိရင်လည်းစတယ်လာကကျွန်တော်နေနဲ့ ဟိုယူရို45တန်တန်60လောက်ကျွန်တော်ရှိတယ်ဗျာအဲ့တော့စတုဂတ်ရဲ့ဘက်ကလွယ်လွယ်နေတော့လက်လွတ်မှာမဟုတ်ဘူးပြီးရင်ကစားမဖြစ်သူရဲ့ဘက်ကလည်းဂျာမနီကမ္ဘာဖလားအတွက်သူလရွေးစင်အတင်းနဲ့မှာပါကျင်တယ်ပြီးလို့ရှိရင်အဓိကနေရာကနေကစားလဲကစားကျင်မယ်ဆိုတော့သူ့အနေနဲ့စတုဂတ်မှာသူ့ရဲ့ပုံမှန်ခြေသွန်းပြနိုင်မယ် United မှာဆိုလို့ရှိရင်တော့စနစ်အစ်စ်ထဲမှာအန်ဝင်ခွင့်ကြဖြစ်ဖို့ကြိုးပမ်းရမှာနေဟဲ့လားပြီးရင် League ကို Premier League မှာပေါ့နော်ကျွန်တော်သူ့အနေနဲ့ အဆင်ပြေအောင်သူအထိုင်ချဖို့ကြိုးပမ်းမှာနေပါနေဆိုဇန်နဝါရီပြောင်းရွှေ့ကမလွယ်ပါဘူးကစားမဖြစ်သူရဲ့ဘက်ကလူလူလလပြောင်းလာဖို့အတွက်ကလည်းပေါ့နော်အခု Florian VS တို့ဘာလို့တော့ကျွန်တော်ကြည့်ပါလားမလွယ်ဘူးပေါ့ဒီလိုမျိုး quality ကစားမတွေတောင်းမှာအဲ့တော့ကစားမဖြစ်သူအတွက်ကကျွန်တော်အများကြီးစကားပြောတယ်ဇန်နဝါရီမှာ United ကိုပြောင်းလာဖို့ကထင်တဲ့လောက်ထိကျွန်တော်ပေါ့နော်လွယ်ချင်မှလွယ်မယ်လူလူလလသူပြောင်းလာဖို့ဆိုရင်ပေါ့နော်ကျွန်တော်ကတော့အရင်သဘောကြတယ်သိလားအရင်သဘောကြတယ်ဆိုတာဘယ်လိုပြောမလဲဂျာမနီပွဲတို့နော် ဘွန်ဒက်စလီကာတချို့ပွဲစဉ်တွေတော့အမှန်ကန်ကြည့်တဲ့အနေအထားတွေမှာပါတယ်ဆိုတော့ဒီလိုမျိုးလက်ဝေးစဉ်မှာပါတဲ့ကစားမားတွေကိုတော်တော်စောင့်ကြည့်ပြည့်တဲ့တယ်မှာပါတယ်ဗျာတော်တော်ကောင်းပါတယ်တည်မှာနော်တော်တော်ကောင်းပါတယ်ကောင်းပါတယ်ဆိုတာ deep zone ကနေပြီးတော့လေသူဘောလုံးတွေဖြတ်နေတဲ့ကစားမားမျိုးသူက physical ကဘယ်လိုပြောမလဲအရင် strong ဖြစ်တဲ့တယ်မှာမပါဘူးခဏကိုအကြီးမဟုတ်ဘူးဆိုပေမဲ့လေလို့ tackle တွေကောင်းတယ် defensive work rate တွေသူဟာနေသူအဆင်ပြေတဲ့တယ်မှာကျွန်တော်ပါတယ်ဗောနော်အဲဒါအပြင် ဟို playmaker role မှာဆိုလို့ရှိရင်အရန် advanced ဆန်တဲ့ role ကြီးမဟုတ်ပြီမဲ့ box to box ပုံစံဒီမှာလည်းကောင်းကောင်းကစားနိုင်တဲ့ကစားမမျိုးပါ stellar ကသေးလာအဲ့တော့တော်တော်လေးကိုကျွန်တော်တို့သဘောကျတယ်နော်လက်ရှိဂျာမန်ပြည်မှာလည်းသူကအကောင်းဆုံးလုတ်ပြနေပြီပေါ့ဗျာဆိုတော့လက်ရွေးစင်တဲ့ကိုပါနေပြီဆိုကြတဲ့ကတမန်ကရှင်ကကစားမမဟုတ်ဘူးဆိုတော့ကျွန်တော်ကောင်းကောင်းကြည့်လို့ရတယ်ဆိုတော့ကြောက်တော့တင်ပါနောက်တစ်ခုက ဒီအသင်းဘက်ကတာဝန်ရှိသူတွေဖြစ်တယ်ဗောနော် Jason Wilcox တို့ဟလာပြီးရင် Vivel တို့လူကစားမမျိုးတွေကိုတိုင်ကိုကသဘောကျတယ်ဆိုတော့မဆိုးဘူးသူတပြင် Vivel ကတော့သူကဂျာမန်မှာသူကလဲပက်လာတဲ့သူကိုနော်ဂျာမန်မြန်မာလဲပက်လာတဲ့သူဆိုတော့ဒီကစားမရဲ့ quality ကိုသူကောင်းကောင်းသိတယ်နော်လက်ရှိ Amorin ရဲ့ဘက်ကဘာလို့ကျင်တယ်လဲ Stella မှာဘာတွေရှိနေတယ်လဲသူကကောင်းကောင်းသဘောပေါက်မှာပဲ Jason Wilcox တို့လူစင်ရဲ့ပဲဟိုပြီးရော Manchester City လိုနေရာမျိုးမှာကစားမရည်သူတွေကိုကောင်းကောင်းအကဲဖြတ်လာနေတဲ့သူတယောက်ဗျာဒီကစားမရဲ့အကြောင်းကိုသူတို့သဘောပေါက်နေမှာပဲအဲ့တော့ စတယ်လာဒီမျောလင်းလို့အများကြီးရတယ်အန်ဒါဆန်တို့လောက်ထိဈေးမကြည့်ဘူးเนาะအန်ဒါဆန်တို့လောက်ဈေးမကြည့်ဘူးဘာလဲဘာလို့လောက်ဈေးမကြည့်ဘူးပြီးရင်ဝါတန်တို့လောက်ဈေးမကြည့်ဘူးဆိုတော့ဇန်နဝါရီမှာတော့ဘယ်ကစားမှမဆိုကျွန်တော်ခေါ်ခဲရင်ပါလိမ့်မယ်တိုးတိုးလေးပဲကျွန်တော်တို့ကမျောလင်းချက်အများကြီးရှိတယ်ဆိုတော့အဓိကအတင်းကိုလက်ရှိပုံဖော်နေတဲ့သူတွေစိတ်ကြိုက်ကစားမတယောက်ဖြစ်နေပြီဆိုကြတဲ့ကအပြောင်းရွှေ့မှာဒီကစားမကိုမျှော်လင်းလို့ရတယ်လို့ပြောလို့ရတယ်ခုနကပြောသလိုပဲကျွန်တော်ဇန်နဝါရီမှာငွေဘလောက်သုံးမှလဲပေါ့ဇန်နဝါရီမှာအတင်းဘက်ကအားပြည့်မှုနဲ့ပတ်သက်ပြီးတော့ကျူးပန်းနေတာ ဘလောက်ထိပြင်ဆင်ထားသလဲပေါ့ဒီပေါ်ဒီမှာတော့ကျွန်တော်မူတည်မှာပဲအဲ့တော့ကျွန်တော်စောင့်ကြည့်ရမယ်အန်ဂယ်လိုစတယ်လာနဲ့ပတ်သက်ပြီးတော့ယူနိုက်တက်ရဲ့ဘက်ကတကယ်စိတ်ဝင်စားနေပြီးတော့အတင်းတောင်းရှိသူတွေနှစ်ယောက်ဖြစ်တဲ့ Jason Wilcox နဲ့ကျွန်တော်ဒါ Christopher Rowe ရဲ့ဒါစိတ်ကြိုက်ကစားမှဖြစ်ထိတ်ဆုံးမှနေရာယူထားတယ်ဆိုတော့တကယ်အတင်းဘက်ကရောက်အောင်ခေါ်ဖို့ကြိုးပမ်းတင်နေထင်ကြလားညီကလို့နေနေရော Stella Watson ကျွန်တော်ဘောနော့ဒီ Ilio Anderson Carlos Barle ပါဒီလေးယောက်ထဲမှာတန်ကြီးအနေနဲ့အရာရောအည်သွေးအနေနဲ့အရာရောပဲကစားမှကိုဦးစားပေးခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ထင်ကြလား 出塁者を争う一塁目相手もあれ、